ဒီနေ့တင်ဆက်ပေးသွားမှာလို့2018မှာထွက်ရှိခဲ့တဲ့ comedy drama မျိုးစားဇာကရကဖြစ်ပြီးဂျီဘိုးလို့မြည်ပေးတဲ့ဇာလန်းလေးဖြစ်ပါလေ။ဒီရုံရှင်ဟာ1960ခုနှစ်နောက်ခံဇာကရကဖြစ်ပြီးဒီကာလလေးမှာအမေရိကန်ရဲ့လူမျိုးရေးခွဲခြားရေးကိုခြေခံထားတဲ့ဇာလန်းလေးဖြစ်ပါလေ။ဇာလန်းရလူမျိုးရေးပြဿနာတွေမှာနဖူးတွေဒုတွေမကြုံဘူးသေးတဲ့လူပြူကားမောင်းမောင်းသမားတိုနီလစ်နဲ့အမေရိကန်ချစ်ဂီတပညာရှင်ဒေါက်တာဒေါ်ရှယ်လီတို့ရဲ့နှစ်ဦးရဲ့ခရီးစဉ်ကိုဇက်အိတ်ဖွဲ့ထားခြင်းဖြစ်ပါလေ။ဒေါနီလေးကိုဒေါ်ဆယ်လီကသူ့ရဲ့လုံခြုံရေးနဲ့ကားမောင်းသူဖြစ်ကုညီဆောင်ရွက်ပေးရန်ငားရမ်းခဲ့ပြီးလူမျိုးရေးခွဲခြားမှုများနေ တဲ့အမေရိကန်တောင်ပိုင်းကဂီတဖျော်ဖြေပွဲကိုခီးထွက်ခဲ့ကြပါတယ်။စာပိုင်းမှာတော့သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်ကြည်မြားကြစားသလိုတိုနီလေးရဲ့အမှုချက်တွေကြောင့်ရှယ်လီတယောက်စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ဘျော်ပင်ရခီးစဉ်တွေများလာတဲ့ခါမှာတော့ဒေါ်ရဲ့စန်နီယာဆွမ်းရင်ကိုတိုနီလေးတယောက်သဘောကျလာခဲ့ပါတယ်။ဒါပေမဲ့ဒေါ်ကလူတချို့ရဲ့ခွဲခြားဆက်ဆံတာတွေတွေ့လာရကြောင့်တိုနီလေးတယောက်ထိတ်လန့်ခဲ့ရပါတယ်။ လူဝဲဘီလီဆိုတဲ့မျိုးလေးကိုရောက်တဲ့ခါမှာတော့လူဖြူဘက်ကဒေါ်ကိုချိန်ရောက်ခဲ့တဲ့အတွက်တိုနီကကယ်တင်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့တိုနီကဖြောဖြူဘက်မပြီးမချင်းသူမပါပဲဘဲမှမသွားခဲ့ဘူးလို့ဒေါ်ကိုသတိပေးခဲ့ပါတယ်။ဒီစဉ်တစ်လျှောက်လုံးမှာတိုနီကသူစင်းနီးထံပို့ခဲ့တဲ့စာရီအတွက်ဒေါ်ကကူပြီးတော့ရေးသားခဲ့ပါတယ်ခင်ဗျာ။တိုနီဟာဒေါ်တယောက်ကွဲနေတဲ့အကိုဖြစ်သူနဲ့ဆက်သွယ်ရဖို့အတွက်အားပေးခဲ့ပေမဲ့ဒေါ်တယောက်စဉ်းစားနေခဲ့ပါတယ်။ဒီစဉ်တစ်လျှောက်လုံးမှာတယောက်နဲ့တယောက်ဟာတယောက်ကြောင့်တယောက်ပို့တိလာခဲ့ကြပြီးနောက်ပိုင်းမှာ ဒေါ်ကိုရေကူးကန်မှာလူဖြူတယောက်နဲ့လိန်တူဆက်ဆံမှုတွေ့ရှိခဲ့ပြီးတိုနီကယင်းအဖြစ်အပျက်ကြောင့်ဖမ်းဆီးခံရတော့မဲ့ဒေါ်ကိုရဲရရှိများကိုလက်ထိုးခဲ့ပါတယ်မက်ဆစ်ပီမာသူတို့နှစ်ယောက်ဟာရဲရရှိနဲ့ပြဿနာဖြစ်ပြီးဖမ်းဆီးခံခဲ့ရပါတယ်အဲ့ဒီနောက်ဒေါ်ဟာချုပ်ထောင်ကလွတ်ဖို့အတွက်ရှင်းနေကိုဆက်သွယ်ပြီးဖိအားပေးစေခဲ့ပါတယ်အဲ့ဒီနောက်သူတို့နှစ်ဦးလုံးမြောက်လာပြီးအလာဘားမားရဲ့ဘာမင်ဂန်ရဲ့ဒေါ်ရဲ့နောက်ဆုံးဂီတပွဲသို့ရောက်ရှိလာခဲ့ကြပါတယ်။နိုင်ကလရဲ့လူဖြူသီးသက်စားသောက်ဆိုင်ရောက ဝင်ဖို့ရငင်းဆန်ခံခဲ့ရပြီးပြဿနာတက်ခဲ့ရပါတယ်နောက်ဆုံးမှာတော့ဒေါ်နဲ့တိုနီဟာတင်းမာမှုတွေပြည်ပြောစီဖို့အတွက်စ조사ခဲ့ပေမဲ့ဒေါ်ရဲ့ရှိုးဘက်အတွက်တောင်းဆိုမှုတွေဟုတ်တပ်ပြားကုမ္ပဏီနဲ့စာချုပ်ကိုဖျက်သိမ်းပြီးသူတို့နှစ်ဦးရဲ့ရင်းနှီးမြှုပ်ရှားမှုပိုခိုင်မြဲစေခဲ့ပါတယ်နောက်မှာတော့သူတို့နှစ်ဦးဟာကလပ်ကထွက်ခေါ်လာပြီးဒေါ်ရဲ့ဖျော်ဖြေနေကြ Black Blue ဆိုတဲ့ကလပ်ငယ်လေးမှာညစာစားပြီးတော့ဖျော်ဖြေခဲ့ပါတယ်ခရစ်မတ်ဂျိုနီမတိုင်ခင်နယူးယောက်ကိုပြန်ဖို့စ조사ခဲ့ပေမဲ့နေမုံတိုင်းနဲ့တက်တက်ကိုတိုးခဲ့ပါတယ် ာဘီကလည်းပေါက်သွားပြီးရဲရရှိနေများရဲ့ကူညီမှုတွေကြောင့်ကားဘင်းကိုပြန်လည်ပြုပြင်ခဲ့ပါတယ်။နယူးယောက်ကိုရောက်ရှိချိန်မှာတိုနီကဒေါ်ကိုညစာစားဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ဒေါ်ကမလာခဲ့ပါဘူး။ဒါပေမဲ့ဒေါ်တယောက်စိတ်ပြောင်းသွားပြီးတိုနီတို့မိသားစုစီကိုပြန်လာတော့တိုနီတို့မိသားစုကနှွေနှွေထွေထွေချိုဆိုခဲ့ပါတယ်။တိုနီနဲ့ဒေါ်တို့ဟာလမ်းတစ်လျှောက်မှာလူမျိုးရေးခွဲခြားမှုတွေနဲ့ကြုံခဲ့ရပြီးသူတို့နှုတ်ဦးအနေနဲ့ခိုင်မာတဲ့မိတ်ဆွေကောင်းတွေဖြစ်သွားခဲ့ပါတယ်။ ဇလန်းရဲ့အဆုံးမှာတော့သူတို့နှစ်ဦးဟာနေပေါင်းများစွာခင်မင်သွားကြပြီးမိတ်ဆွေတွေအဖြစ်ထားခဲ့ကြပြီးဖြောပြေပွဲခီးစဉ်တွေကတူတကွဖန်တီးသွားခဲ့ကြပါတယ်ကဲဒီဇန်ကားလေးကိုတော့ဒရိုက်တာပီတာကရိုက်ကူးထားပြီးဗီဂိုနဲ့အလီတို့အဓိကပါဝင်တုပ်ဆောင်ထားခြင်းဖြစ်ပါတယ်ဂျီဘိုဟာဝေဖန်ရင်းသမားများထံမှပြူသဘောဆောင်တဲ့ချီမွန်ဝေဖန်မှုစကားလေးရရှိခဲ့ပြီးအကောင်းဆုံးရုပ်ရှင်ခုကိုလည်းရရှိခဲ့ပါတယ်ဂျီဘိုဇကာဟာလူမျိုးရေးခွဲခြားမှုများနဲ့လူအဖွဲ့အစည်း ပူပေါင်းဆောင်ရွက်မှုတွေကိုလူသားချင်းစာနာမှုကိုရိုးရှင်းစွာထောက်ပြထားတဲ့ဇက်ကားကောင်းတဲ့ကောင်တက်ဆက်ပေးလိုက်ပါရခင်ဗျာကျေးဇူးတင်ပါတယ်